ည်လိုက်ပါမယ်ကျမတို့အရင်ခြားတဲ့အတွက်ကျမပြောချင်ပါတယ်တတိယပြည်ပြောလို့ရှိရင်ကျမတို့ကနိုင်ငံရေးမိသားစုရေးကျမရှိနေပါတယ်အဲ့တော့မိသားစုအချင်းချင်းကြားပါစင်ရရတဲ့မိဂလာပွဲဆိုတာကဘယ်လိုလဲမရောက်လားမရောက်ပါဘူးရှာလိုက်ပါရှေ့မှာရှာလိုက်အဲ့ဒါရှေ့လိုက်ကြပါအဲ့ဒါသုံးမဩဝါဒရေးကိုပေးချင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီလိုတူပြီးတော့ဒီလိုရဲ့မိသားစုရဲ့အတွေ့အကြုံများကိုယ်ပိုင်တွေ့အကြုံများ ီဘဝလမ်းကြောင်းကိုကျန်းကျန်းကျန်းလာနဲ့ဖြတ်သန်းရတဲ့လူတွေဆိုတော့ဘဝတရားစာတွေအများကြီးထားပြတာပါဒီလိုဘဝတရားစာတွေရထားမိတာဆိုရဲကိုဩဝါဒပေးလို့ဆိုတာတကယ်တော့မလိုအပ်တဲ့ကိစ္စပါကျွန်တော်အနေနဲ့တော့စဉ်းစားဆရာကြီးနေနေကျွန်တော်ပြောသားချင်တာကျောင်းတက်တောင်လည်းတွဲနေဆိုတော့တက်တဲ့နဲ့တက်တဲ့ပေါင်းလိုက်တာပြီးတော့ကျွန်တော်စဉ်းစားတက်တဲ့တက်တဲ့ပေါင်းလို့ရှိနေရှင်တက်ဖြစ်ချာတော့ဒီမှာပါပဲတာမန်ပဲ ါပေမဲ့ဖြစ်တဲ့အောက်ကြောင့်ရှိတယ်ဖြစ်တဲ့ပုံစံလည်းရှိတယ်အဲ့ဒါကိုကျွန်တော်လည်းကျွန်တော်တို့ရဲ့ပုံစံဆိုတဲ့ဒီနေ့စဉ်းစားစစ်တယ်ဒီလည်းနည်းနည်းပေါ့ဖြစ်စလာတော့လွယ်လွယ်လေးပေါ့နော်ကိုယ့်ဘက်ကပါလာတဲ့အရေးချင်းကိုယ့်ဘက်ကပါလာတဲ့လူရဲ့ကံရင်သူ့ဘက်ကပါလာတဲ့အရေးချင်းသူ့ဘက်ကပါလာတဲ့လူရဲ့ကံရင်နဲ့ပေါင်းပြီးတော့ဦးတွဲဆောင်ရတာဆိုတော့ဒါဟာမင်္ဂလာရှိတဲ့အကောင်းဆုံးပါလေပြောလို့ရပါတော့ ဒါနဲ့တစ်ခါပြင်းတဲ့တဲ့ပေါင်းလို့ရှိလို့ရှိရင်နှစ်အောက်ကိုကြာသွားတာပဲရှိတာပါဒါကတော့ကျမကဒီမှာပြောချင်ပါတယ်ကျမပြောနေတဲ့စကားတွေကလောကီအရာပြောနေတာပေါ့ပေါ့ရုပ်ပိုင်းဆိုင်ရာတို့တဲ့ရေးအရာပြောနေတာပေါ့ပေါ့ဒါတွေလည်းပါပါတယ်ဒါနဲ့ဒါတွေလည်းမဟုတ်ပါဘူးဒါတော့တရားတွဲလိုက်လို့ပို့ပြီးတော့အဲပို့ပြီးတော့အဲလောကီအရာပေါ့နော်ချမ်းသာလာတဲ့သူ့သူ့လိုအားကိုယ်လိုအားပေါင်းလိုက်လို့ပို့ပြီးတော့စင်ပြေလာတယ်ဆိုတာ ဒါတပိုင်းမှာဒါပေမဲ့ဒီနေ့ပို့ပြီးတော့အဓိကကျရတာတော့မင်းရောပေါင်းလိုက်လို့ကိုယ့်ရဲ့တကယ်အရေးသွေးတွေပို့ပြီးတော့တက်လာတာမတက်ပါဘူးလားဆိုတော့ဆိုလို့အဲ့တော့အရေးသွေးတွေဆိုတာလေကျမကလုတ်ကန်ကန်ဝင်လုတ်နိုင်တဲ့ရှားနိုင်တဲ့အရေးချက်တွေပြောတော့မှာပေါ့စိတ်ဓာတ်ရေးရပြကိုဖြစ်ချင်တဲ့လူတို့ဖြစ်ဖို့ပါအတွက်ခုတစ်ဖက်ကနေပြီးတော့ဘယ်လောက်ထိပေါင်းလို့နိုင်လဲဆိုတာအဲ့ဒါကိုကျမပြောတယ်ဒီချွတ်ကြတော့တရားချင်းတရားချင်းဒီလိုမှတော့ အပြောဝါလူဘဝလူလူဘဝဘာမှလူဘလူဘဝမှာတယောက်တယောက်ဘာတယောက်လွတ်နေတဲ့အချိန်မှာစွန့်စွန့်တပါတဲ့ကိုယ့်ရဲ့လူကြီးချက်ရလုပ်နိုင်မှာရှိတယ်ကိုယ့်ရဲ့အာကိုယ့်ရဲ့စိတ်ဓာတ်ရေရောင်ပြင့်တင်လို့လုပ်နိုင်မှာရှိတယ်ဒါနဲ့တစ်ခါလေးကြောက်လို့ဆိုလို့ရှိရင်အင်္ဂါကိုထူထောင်လိုက်တဲ့အခါကျရင်အင်္ဂါကြီးတွေကိုငဲ့ပြီးတော့ဒီလူကြီးချက်တွေပြန်မှာအားနေသွားတာစိတ်ဓာတ်ရေရောင်ပြန်မှာအားနေသွားတာရှိတာဒါမှဒီမတို့ရဲ့ နိုင်ငံရေးဖိနှိပ်ချုပ်ရေးမှာဆိုတော့ဒါမှသားလည်းမကိစ္စပါရှိရှိဆိုပြီးပြောနေစေတော့ဖိနှိပ်ချုပ်ရဲ့လုပ်တဲ့လုပ်ထိုက်တာလုပ်တာမလုပ်တဲ့လုပ်ထိုက်တာလုပ်တာအဲ့ဒါမျိုးဆိုတော့ကျွန်မပြောလို့လည်းတင်းတယ်တင်းပေါင်းတယ်တိတ်တယ်အောင်ကြောက်ပါလေဆိုတော့ဒါကိုပြောလိုက်ကမျိုးလည်းရှိတာပါဖိနှိပ်ချုပ်ရဲ့ရေးတွေရှေ့တန်းတင်ပြီးတဲ့အခါကျတော့ကိုယ့်ရဲ့စိတ်ဓာတ်ကြီးရယူကြည့်ချက်အားရနေသွားတယ်ဆိုတော့ မတို့ရဲ့နိုင်ငံရဲ့တိုင်းပိုင်းမှာဒါဆိုလည်းကနာတူတူရောတခုပါလေတယောက်တယောက်အာမပီရိကိစ္စတယောက်ကတူတူလုံးချင်လို့ရှိရင်တယောက်ကတော့ဘူးလုံးချင်တာတယောက်တယောက်လက်ညှိတဲ့ညီလုံးနိုင်တဲ့ခါကြလို့ရှိလို့ရှိရင်တယောက်ပေါင်းလိုက်မှာတက်တဲ့ပုံတော့အားနေသွားမှာဆိုရင်ရှိတာပါဒီလိုကိစ္စရတယ်တော့တမတို့ရဲ့ဒီကစုတဲ့အတွက်

လုံးမှာတော့ကျမတို့အနေနဲ့စိုးရိမ်စရာရှိပါဘူးလို့ကျမထင်ပါတယ်။သို့တော်ညာလည်းဘယ်လိုပဲပြောပြောပါတော့အမှန်တရားကိုစဉ်းစားရအောင်ဖြစ်အောင်လို့ဆိုတော့ကျမပြောလိုက်ပါတယ်။ဒီနေ့ပြည့်ပြောင်းလိုက်လို့ပြန်မ တော့လုံနိုင်တယ်တယောက်တော့တယောက်ကိုအားပေးတယ်ခက်ခဲတဲ့ကိစ္စလိုအပ်တယ်ကိစ္စမရှိဘူးတော့မှန်တဲ့ကိစ္စပဲခက်ခဲဖြစ်ပေတယ်လို့အနစ်နာတာတော့ကိုယ်ကိုယ့်ရဲ့ကိုယ်ရေးကိုယ်ရာအရနစ်နာတာမိသားစုရာနစ်နာတာဒါရီယာတွေလည်းဆိုင်ရမှာဘဝမှာအားလုံးမှာချောချောပေါ့ပြီဆိုတော့ဘယ်တော့မှမရှိပါဘူးတချို့ကဘာမဆိုပေါ့နော်အားလုံးအဆင်ပြေအောင်လုပ်နိုင်တယ်လို့ထင်ကြတယ်ဒါကတော့ဘဝအကြောင်းမသိတဲ့လူတွေကထင်ထင်ကြတယ်ပေါ့ဘယ်တော့မှအားလုံးချောချောပေါ့ပြီဆိုတာရှိတာပေါ့ပေါ့ ပြီးဒီမှာပြောနေပြောထားရှင်စရာလည်းရှိပါတယ်ဒီဘဝမှာဘာမှအလကားမရဘူးတရားတန်ကြီးတော့ပိဿာကိုယုံကြည်ချက်အရာအရာလည်းအတွက်လည်းပိဿာတော့ကိုစိတ်ဓာတ်အရာအတွက်လည်းပိဿာတော့ဒါကြောင့်မလို့ဒီလိုဒီမှာတို့ဟာတင်းနဲ့တင်းနဲ့ပေါင်းလိုက်လို့နှစ်ပကများသွားတယ်နှစ်ယောက်ပေါင်းနိုင်မှာပါနှစ်ယောက်ပေါင်းစုပေါင်းအင်အားတဲ့တက်သွားတယ်ဆိုတာဟာတကယ်စိတ်ဓာတ်အင်အားယုံကြည်ချက်အင်အားအမှန်ကိုလုံရဲတဲ့အင်အားအခက်အခဲကိုရင်ဆိုင်ရဲတဲ့အင်အား ဒီဟာတွေတယောက်နဲ့တယောက်ဖြည့်ဆည်းပေးဖို့ဆိုတာတော့အဓိကပဲလို့ကျွန်မထင်ပါတယ်အဲ့တော့ကျမတို့ကဲဒီကဆိုပြရတော့ဒီလိုနှစ်ယောက်ပေါင်းလိုက်လို့နှစ်နဲ့ပူပြီးတော့ပူလာတဲ့ကနာဖြစ်ပါစေနှစ်ယောက်ပေါင်းလိုက်လို့တယောက်ချင်းနှစ်ယောက်ပေါင်းတာနဲ့နှစ်ယောက်အင်အားမကနှစ်ယောက်ဖြစ်ပူတဲ့အင်အားတွေဖြစ်ပါစေအဲ့လိုဖြစ်တဲ့နေရာမှာလေဒီအင်အားတွေနဲ့ကျမတို့အားလုံးဒီမှာရောက်နေတဲ့အကြိမ်ပြည်သားစုများရဲ့ယုံကြည်ချက်များ ီးတော့တင့်ကြံရအောင်ဖြစ်စီပေးတဲ့အနေနဲ့ပဲအများကြီးအထောက်အကူဖြစ်နိုင်ပါစေလို့ကျွန်တော်အဲ့ဒီဒီကလက်ဆောင်တွေပဲပေးပြစေလို့ပြောရင်းနဲ့